ပြဆက်ပေးမယ့်တဲ့င်းကတော့ဆန္ဒပြမှုများမြင့်တက်လာတာကြောင့်အရေးပေါ်ခြေနေများညွန်ညာတဲ့တဲ့င်းဖြစ်ပါတယ်။သမရနှုတ်ထွက်ဖို့တောင်းဆိုနေတဲ့ဆန္ဒပြမှုတွေမြင့်တက်လာတာကြောင့်ပြည်တွင်းနိုင်ငံမှာ အရေးပေါ်ခြေနေညွန်ညာခဲ့တဲ့အပြင်ညမထွက်ရအမိပါထုတ်ပြန်လိုက်ပြီးဖြစ်ပါတယ်။သမရဟောင်းဒီနာဘူလာဒီနီယာကိုစက္ကန်တာရပ်ပိုင်းမဲ့ရှိသေးတဲ့သမရတဲ့ဂျိုးချီရီကိုပါယာရုကနှုတ်ထွက်ဖို့ဆန္ဒပြတောင်းဆိုလာတာဖြစ်ပါတယ်။ ဆန္ဒပြမှုတွေကို generation ဆန်လို့ခေါ်တဲ့လူငယ်လူလက်ပိုင်းတွေကဥဆောင်ပြုလုပ်နေတာဖြစ်ပါတယ်။ရဲတပ်ဖွဲ့ဘက်ကအင်အားသုံးနေနေကြတာကြောင့်ဆန္ဒပြမှုတွေကိုဥဆောင်သူတအူဖြစ်တဲ့နမကြီး red ဆိုတော့အထွာဒိုရုတည်ဆုံခဲ့ပြီးနောက်မှာဆန္ဒပြသူတွေကလက်ရှိသမရာချိုးကြီးတွေကိုပါယာရုကနှုတ်ထွက်ဖို့တောင်းဆိုလာတာဖြစ်ပါတယ်။ ရတက်ဖွဲ့ဝင်တွေနဲ့ဆန္ဒပြသူတွေကြားမှာအပြန်အလှန်တိုက်ခိုက်မှုတွေလည်းနေရာတော်တော်များများမှာ ဖြစ်ပွားခဲ့ပြီးတရားရရှိသူယာကျော်ရှိရလို့လည်းသိရပါဗျ။ကျိုးကျင်ရီနဲ့လွှတ်တော်ခေါင်းဆောင်တွေဟာဆန္ဒပြခေါင်းဆောင်တွေနဲ့တွေ့ဆုံဆွေးနွေးဖို့လဲကြိုးပမ်းလျက်ရှိပါတယ်ရှင်။ဒီသတင်းကိုတော့ညီချက်အောင်ကပေးပို့လာတာပါ။